နီးမြတဲ့ရဲ့ပွဲဥထွက်မှာရုံးကစားနိုင်တဲ့ Ovidio ဒုက္ခဆိုတောက်ကြညစပိန်လာလီကပွဲစဉ်ကိုပွဲချိုသုံးသက်ချက်အားလုံးပဲမင်္ဂလာပါပလေးမေကဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တောက်ကြညအတွက်ကလောင်ရှင်ရဲ့ပွဲချိုသုံးသက်ချက်တွေကိုနားဆင်အောင်မှာဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်က Ovidio နဲ့ Espanyol ရဲ့စပိန်လာလီကပွဲစဉ်ပွဲချိုသုံးသက်ချက်ကိုကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်အနေနဲ့နားဆင်အောင်မှာဖြစ်ပါတယ်နိုင်ငံတကာဂျာပြတ်မှာပဲမိပြအပြောင်းလဲလုပ်ထားတဲ့တန်တက် Ovidio က ်နီးပြတဲ့ပွဲဥထွက်ပါနောက်ဆုံး၄ဝက်ဆက်နိုင်ပွဲပျောက်ခဲ့တဲ့ Espanyol ကတော့ဒီရာဒီမှာအဝေးဝင်နိုင်ပွဲမရှိသေးပါဘူးဒါအပြင် Espanyol က Oviedo နဲ့အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး၈ပွဲမှာလည်းတပွဲသာနိုင်ထားခဲ့ပါတယ်ဒါကြောင့်နီးပြတဲ့လက်ထက်မှာပိုယုံပြလာနိုင်တဲ့အင်ရှင်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်နောက်ထပ်ပွဲစဉ်ကတော့တောက်ကြံကြဂျာမန်ဘွန်ဒက်လီကပွဲစဉ်9ပွဲကျူသုံးသပ်ချက်ကိုကလောင်ရှင်ဘုံတော်မင်းရဲ့သုံးသပ်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် Union Berlin နဲ့ Galabat ညတနာ ਈ တန်းစင်းဇုံသားအတင်းနဲ့တန်းစင်းဇုံတွေကအတင်းတို့ရဲ့တွေ့ဆုံမှုပါနောက်ဆုံးနှစ်ပွဲဆက်6ရောက်ပြောင်းမှုနဲ့အတူ Union တိုက်ဆက်ဟာ9သိန်းအားကျသွားပါတယ်တန်းစင်းဇုံတွေက Gallup ကလည်း DRC Bundesliga အဝေးဝင်နှစ်ပွဲမှာဒီ9သာတွင်နိုင်ခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ Bundesliga စံနှုန်းရ9နဲ့ကိုအပိတ်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်နောက်ဆုံးပွဲစဉ်ကတောက်ကြညပြင်သစ်လီကူပွဲစဉ်ရှစ်ပွဲကြို၃၆ကိုကလောင်ရှင်ဒေးဗစ်ဂျင်း၃၆အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်။ PSG နဲ့ Strasbourg ညတနာ25၊ည တမတ်တာကွာထားတဲ့အဆင့်တင့်နဲ့တုံးလို့တွေးဆမှုဖြစ်လို့ဘွဲကြီးဘွဲကောင်းလို့ပြောလို့ရနိုင်ပါတယ်။ PSG ကနောက်ပိုင်းအိမ်ဝင်းပွဲတွေမှာအနေအဆုံနှုတ်ကုန်းသွင်းနေနိုင်တယ်လို့စက်ထရဘောကလည်းလက်ရှိချိန်မှာရလက်ကောင်းနေုံနဲ့မဟုတ်ပဲဂိုးသွင်းချေပါမှန်နေပါတယ်။သူတို့ကြားကနောက်ဆုံးတွေးဆမှု၁၀ဘွဲမှာလဲကိုးဘွဲကနှစ်ဖက်သွင်းကို၃ဂိုးနဲ့အထက်ရှိထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအများကိုအပိတ်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ လေမီကဂျာနယ်နာဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ဒီကနေ့မှာတော့ပြင်သစ်လီဂူဂျာမန်ဘွန်ဒလီဂါနဲ့စပိန်လာလီဂါပွဲစဉ်ပွဲချို၃၀ချက်၃ပွဲကိုတင်ဆက်သွားတာဖြစ်ပါတယ်ကျွန်တော်ပလေမီကဂျာနယ်ရဲ့နောက်ဆုံးရပွဲချို၃၀ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့အတွက်လည်းကျွန်တော်ပလေမီကရဲ့ Telegram Channel မှာ live ဖတ်ရှုလို့လည်းရပါတယ်ဟုတ်ကဲ့ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ပါ